ရှိပါတယ်။တောင်နှင်းမြောက်အလယ်အား14မိုင် အနံ9မိုင်ရှိပြီးစုစုပေါင်းဧရိယာ314.6စတူယန်းမိုင်ကျယ်ဝန်းပါတယ်။ပင်လယ်ရေမြေနယ်ပြင်အထက်အမြင့်ပေ900မှာတည်ရှိပါတယ်။ဘေးပတ်လယ်မှာအမြင့်ပေ1000ကျော်မှ4000ကျော်အထိမတ်ဆောက်မြင့်မားတဲ့တောင်နှင်းနှင့်တောင်ကြီးများဝန်းရံထားပါတယ်။မိုးရာသီအချိန်မှာအနောက်ဘက်ကမ်းရှိလုံတုံနှင့်အရှိဘကန်းရှိဟဲပူရွာအကြားကရေပြင်ဟာအကျယ်ဆုံးဖြစ်ပါတယ်။ ရေပြင်တက်တက်အကျယ်အဝန်းမှာ44.9စတူရန်မိုင်ရှိပါတယ်။ကံပက်လေမှာအင်းတော်ကြီးတောရိုင်းတရိတ်ဆန်ဘေးမဲ့တော်ရှိပါတယ်။ရှားပါနိုးတိုက်တရဝါများငှက်များအပါဝင်မြို့ကွယ်တရိတ်ဆန်များမြို့သုံးမဲ့အနေရကြရောက်နေတဲ့ငှက်10မျိုးရွှေပြောင်းနှင့်ဌာနေငှက်မျိုးပေါင်း2တောင်ကဘာပေါ်မှာမျိုးသုံးလူဖြစ်နေတဲ့လိန်၅မျိုးနဲ့ရှားပါ၅မျိုးစိတ်8မျိုးအပါအဝင်၅မျိုးပေါင်း63မျိုးလို့ရှိနေတဲ့ရေတိမ်ဒေတာတစ်ခုဖြစ်ပါတယ်။ ရှေးရခင်တွေကအင်ပတ်ဝန်းကျင်မှာရှမ်းနီခေါ်ရှမ်းလူမျိုးနှင့်ကရှင်လူမျိုးတို့နေထိုင်ကြပါတယ်။အင်းတော်ကြီးကို လောင်းလုံစီခန်းသို့မဟုတ်လင်းလုံလို့လည်းခေါ်ကြပါတယ်။စီခန်း